ထိုင်းနိုင်ငံဟာအရက်မူပြီးတော့ရင်မောင်းမှုကိုပြစ်ဒဏ်တွေတိုးမြင့်ပြီးတတ်မှတ်လိုက်ပါတယ်။ပြစ်မှုပြင်းထန်မှုအပေါ်မူတည်ပြီးတော့မောင်းနေနေတဲ့ရင်ကိုချက်ချင်းသိမ်းယူနိုင်တဲ့အထိပြစ်ဒဏ်ကိုတိုးမြင့်လိုက်တာပဲဖြစ်ပါတယ်။လူတွေရဲ့အသက်ခန္ဓာကိုယ်နဲ့ဒီပစ္စည်းပိုင်ဆိုင်မှုတွေကိုအနည်းငယ်ဖြစ်စေတဲ့ရင်မောင်းနေမှုနဲ့ပတ်သက်လို့ပြစ်ဒဏ်တွေကိုတိုးမြင့်ဖို့ရှေ့နေချုပ်ကအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။အခုအစ်စ်တိုးမြင့်လိုက်တဲ့ဥပဒေအရအသက်20နဲ့အထက်ရင်မောင်း သူတွေရဲ့သွေးထဲမှာအရက်ရာခိုင်နှုန်း၊၃ညအတက်တမ၃ည၅ရာခိုင်နှုန်းထက်ပိုမယ်ဆိုလို့ရှိရင်ပိုလို့နေမယ်ဆိုရင်ပေါ့လေပြည့်မှုမြောက်မှာဖြစ်ပါတယ်ဆိုလိုတာကတော့တနာရီအတွင်းမှာအရက်၃ခွက်အာတောက်တာမျိုးဆိုလိုတာပါနောက်ဆုံးသတ်မှတ်ထားတဲ့ပြည်တံတွေကတော့ဒီအာတနစ်ထက် ပို့တဲ့ထောင်တန်းဒါမှမဟုတ်လို့ရှိရင်လည်းဒီဘတ်ငွေ9000ကနေဘတ်2000အထိငွေတန်းဒါမှမဟုတ်လို့ရှိရင်အာဒီဒဏ်နှစ်ခုလုံးပေါ့နော်နှစ်ခုစလုံးကြာခံနိုင်ပါတယ်ဆိုတော့ရေမောင်းလိုက်စင်ကို6လဒါမှမဟုတ်အပီးအပိုင်လဲရုပ်သိမ်းနိုင်ပါတယ်အရက်စစ်ဆေးမှုကိုညှင်းဆန်ခဲ့ရင်တော့အရက်မူပြီးရေမောင်းမှုဖြစ်တဲ့တွေအတိုင်းကြာခံရမှာဖြစ်ပါတယ်ဒီကိသေဆုံးပျက်စီးမှုတွေရှိခဲ့ရင်ပြင်းထန်မှုအလိုက်ပြစ်ဒဏ်ကိုကြာခံစေရမှာဖြစ်ပါတယ် အခုသတ်မှတ်ချက်မှာကိုပိုင်ယင်ကိုပိုင်ကားဖြစ်စေဒီငားရမ်းပြီးတော့မောင်းနေလာတဲ့ယင်ကားဖြစ်ပါစေပေါ့လေတရားရုံးအတီးပြုချက်ရမယ်ဆိုလို့ရှင်ရင်သိမ့်ယူနိုင်မှာဖြစ်ပါတယ်